thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အာဆီယံဥက္ကဋ္ဌသက်စင်နဲ့အာနာသင်ခေါင်းဆောင်တို့လုံခြုံရေးအများပြားချပြီးတွေ့ဆုံနေကြောင်းတင်ဆက်ပေးပါမယ်လုံခြုံရေးဆိုရင်နေတဲ့အာနာသင်ခေါင်းဆောင်ဟာတွေ့ဆုံပွဲပြီးအ мян ပြန်ပွဲရှိရလို့သိရပါတယ်ထိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝက်ကအာနာသင်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကြောင်ဥက္ကဋ္ဌဖြစ်သူမလေးရှားဝင်ကြီးချုပ်အန်ဝါရုကိုဘန်ကောက်မြို့တော်မှာလုံခြုံရေးအများပြားချပြီးတွေ့ဆုံခဲ့ပါတယ်သက်စင်ကမလေးရှား ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့အာဆီယံကြီးအကြံပေးဖြင့်ခန့်အပ်ထားသူလည်းဖြစ်ပါတယ်။ဒီကနေ့အီဂျီလာ၁၉ရက်နေ့ညနေပိုင်းက Rosemont Hotel မှာတက်ဆင်က မင်းအောင်လိုင်းရောအန်ဝါကိုပါညစာစားပွဲအတွက်ဖိတ်ကြားခဲ့ပြီးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲ့ဒီညစာစားပွဲအတွက်ဟိုတယ်တဝိုင်းမှာနှုံချုံရင်းအစီအမံတွေကိုတင်းကျပ်ထားခဲ့ပါတယ်။သက်စင်ကနေ့လယ်ပိုင်းခရက်ကဟိုတယ်မှာကြိုဆောင်နေခဲ့ပြီးထိုင်းစံတော်ချိန်နေ့လယ်3နာရီမြန်မာချိန်2နာရီခွဲမထုတ်ခင်မှာအန်ဝါနဲ့မင်းအောင်လိုင်းတို့လိုက်ပါလာတဲ့ရှင်တန်းတစ်ခုကမိနစ်ပိုင်းချပြီးရှေ့စဉ်နောက်စဉ်ရောက်ရှိလာခဲ့ပါတယ်။သက်စင်အန်ဝါနဲ့မင်းအောင်လိုင်းတို့တွေ့ဆုံမှုကိုသက်စင်ရဲ့တမီးဖြစ်သူထိုင်းဝင်ကြီးချုပ်ဖီတောင်တန်းရှင်နာဝက်ကတော့တက်ရောက်ခဲ့ခြင်းမရှိပါဘူး။မင်းအောင်လိုင်းရဲ့လိုက်ပါလာတဲ့ရှင်တန်းလျှောက် င်လာပြီးမကြခင်မှာပဲအာရှညင်ချင်ရင်နေရှင်ချားစင်ရေးကောင်းစင်ရဲ့ဥက္ကဋ္ဌစူရာကီရက်စာတီရက်ထိုင်းဟာဟိုတယ်ကနေထွက်ခွာခဲ့တာကိုတွေ့ရတယ်လို့ဖော်ပြထားပါတယ်။ ဟိုတယ်အတွင်းရောအပြင်မှာပါယူနီဖောင်းဝတ်နဲ့အရက်ဝတ်ရဲတွေကိုလုံခြုံရေးဖြန့်ကျက်ထားပြီးထိုင်းရဲတပ်ဖွဲ့စေယုံရဲ့အမှတ်တံဆိပ်ပါတဲ့လူနာတင်ရင်တစီလေဟိုတယ်နားမှာအသင့်အနေထားရက်ထားကြမျက်မြင်တွေ့ရတယ်ပြောပါတယ်။အစည်းအဝေးကျင်းပနေချိန်အတော်အတွင်းဟိုတယ်ဝင်းတွေကိုမီဒီယာတွေဝင်ရောက်ခွင့်ကန့်သက်ထားတယ်လို့သိရပါတယ်။အခုတွေ့ဆုံမှုရဲ့အသေးစိတ်အချက်အလက်တွေကိုမသိရပေမဲ့မြန်မာနိုင်ငံရဲ့အကြက်အတဲကိုညှိနှိုင်းဖြေရှင်းဖို့ဖြစ်နိုင်ခြင်းရှိကြောင်းတတင်းတွေထွက်ပေါ်နေပြန်ပါတယ်။အစောပိုင်းကသက်စင်ကမြန်မာနိုင်ငံမှာအာနာသိန်းစစ်တပ်နဲ့ဒေါ်လာရင်းအင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးဖို့အလားအလာတွေရှိ နေစေလို့ရှုံချကြမှတ်ချက်ပေးလာခဲ့ပူပါရယ်သတင်းဌာနကတီးခြားဆောင်ဆိုင်ရရှိတဲ့အချက်လက်တွေရအာနာသိန်းကောင်းဆောင်မင်းအောင်လိုင်းလိုက်ပါလာတဲ့လီညင်ဟာဘန်ကောက်မြို့ဒွန်မောင်းလီစိမ်းမှာစိုက်ကင်လာတာဖြစ်ပါရယ်အာဂျင်တီးနာတရားရုံးရဲ့ဘန်ရန်ထုတ်ခံရတာမို့အဖမ်းခံအမကိုကြောင်ရွံ့နေတဲ့မင်းအောင်လိုင်းကဘန်ကောက်မြို့မှာကြာကြာမနေပဲဆွေးနွေးပွဲပြီးတာနဲ့ချက်ချင်းပြန်ဖို့များတယ်လို့သိရပါရယ်ညစာစားပြီးပြန်မဲ့သဘောရှိရလို့သတင်းတင်ပြမြစ်တွေကပြောပါရယ်2019ခုနှစ်ဟာရိုဟင်ဂျာပြည်သူတွေကိုလူမျိုးတုံးသက်ပြန်မှုနဲ့အာဂျင်တီးနာတရားရုံးကမင်းအောင်လိုင်းကို ဖမ်းဝန်းထုတ်ထားပြီးနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုဖမ်းဆီးပေးဖို့အကြောင်းကြားခဲ့တဲ့အခြေအနေပါဒါအပြင် ICC မှာလည်းလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝန်းထုတ်ပေးဖို့တရားလိုရှိနေကရှောက်ထားပါတယ်အပြင်မဲ့ပြည်သူတွေကိုမြန်မာနှစ်သက်ကိုအခါသမယမရှောင်နိုင်စင်ရဆက် တပ်ဖြတ်နေတဲ့စစ်ကောင်ဆောင်ကိုအာဆီယံကောင်ဆောင်တွေကတွေးဆဆွေးနွေးမဲ့အပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိရဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုတွေကအီဗီလာ16ရက်နေ့မှာပူရဲကြေညာချက်ထုတ်ပြန်ကန့်ကွက်ထားပါတယ် မင်းအောင်လိုင်းနဲ့အာဆီယံကောင်ဆောင်များတွေ့ဆုံဖို့ရှိတဲ့တဲ့နဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီ၊ကရင်မျိုးသားစည်းရုံး KNU ၊ကရင်ဒီအမျိုးသားတိုးတိုင်ပါတီ KNPP ၊ချင်းမျိုးသားတပ် CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ် ABSDN ၊အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WMB ၊ရိုဟင်ဂျာလူမျိုးရေးညွန်ပေါင်းအဖွဲ့ FRC နဲ့အမိမဖော်လို့တဲ့အင်အားစုတွေပူးတဲ့သဘောထားတင်ညာချက်ထုတ်ပြန်ခဲ့တာပေါ့။ငလင်ကိုအကြောင်းပြုပြီးလူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုစစ်ကောင်စီကတဆင့်တာပေးအပ်မယ်ဆိုရင်နိုင်ငံရေးအလွဲအသုံးချမယ် န်နီယကိုမလွဲမသွေကြုံရမှာဖြစ်တာကြောင့်စေအုပ်စုကတဆင့်တာပြည့်ရခြင်းကိုတွန်လိုင်းအင်အားစုရင်းအနေနဲ့အပြင်းထန်ကန့်ကွက်ကြောင်းသဘောထားဖော်ပြထားပါတယ်ဆက်လက်ပြီးစု80နဲ့ငလင်တဘာဝဘီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် ငလင်းစကိုင်းပြင်းထန်ရိုင်းလိုအိမ်တိုင်းပြိုသောနေပြည်တော်နှင့်ဒို့အမေသည်အခြေပေတို့ရှိသည်နီအမေစုသာအုပ်ချုပ်စီမံခွင့်ရပါကအခုငလင်းဘေးကိုကောင်းကောင်းကယ်တင်သွားနိုင်လိမ့်မယ်လို့ပြောဆိုသံတွေကြားလာနေရပါတယ်အမေစုကလည်းကြီးမွားရလာအောင်ပဲကိုဗစ်19ရောဂါကြီးကူးစက်ဖြစ်ပွားခြင်းကအစိုးရကောင်းဆောင်နေနဲ့လှုပ်ပြခဲ့တာမြန်မာပြည်သူပြည်သားတွေသတိရနေကြမှာပါကိုဗစ်ရောဂါသတင်းတွေကို NND အစိုးရကမှန်မှန်ကန်ကန်ထုတ်ပြန်ခဲ့ပါတယ်အကူအညီတွေကိုအစွမ်းကုန်ပေးခဲ့ပါတယ်ဒါဟာအားလုံးသိပြီးသားအခုအာနာသိန်းစစ်ကောင်စီမအား နဲ့အမေစုကပြောင်းပြန်အမေစုကတဘာဝပေးကဲဖို့ရဟန်းရင်ဝယ်ခဲ့တဲ့ပြည်သူကိုကူဖို့ပါမအားလာကတော့ရဟန်းရင်ဝယ်ခဲ့စဉ်ကလက်စားတယ်ဆိုပြီးအမေစုကိုထောင်နှစ်ရှင်ချတဲ့အခုတဘာဝပေးလဲပြင်ရောငလင်ဒုက္ခတွေတွေကိုအဲ့ဒီရဟန်းရင်နဲ့မကဲဘူးဒါပေမဲ့အဲ့ဒီရဟန်းရင်ကိုတောင်းပြီးတော့ပြည်သူတွေကိုတော့လိုက်လံပြစ်ခတ်တပ်ဖြတ်နေတဲ့ပြောင်းပြန်တကယ်ဆိုရင်ကတ်ယောဂပေးကာလာရီမှာနိုင်ငံအုပ်ချုပ်သူတွေဟာသတင်းမှန်ကိုနောက်မကျစေပဲထုတ်ပြန်ပေးရမယ် NND အမေစုလက်ထက်မှာဆိုပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်ပြီးထုတ်ပြန်ပေးတယ်ပြောခွင့်ရသူတွေလည်းဖုန်းဆက်မိတိုင်းဖြေတယ် ်အမေစုကိုယ်တိုင်လည်း Facebook စာမျက်နှာဖွင့်ပြီးပုံမှန်ရေးသားတယ်ပြောတယ်ပြန်ပြေးတယ်ပြီးတော့ပြည်သူတွေရှင်းရှင်းလင်းလင်းသိကြရတယ်ပွင့်လင်းမှုကြီးစွာဒီတော့သဘာဝပြည်လိုအပ်ချက်တွေကိုမီဒီယာကနေတဆင့်သိပြီးနိုင်ငံတကာလာလူကြပြီးပေါ့ဒီတော့အမေစုလက်ထက် COVID-19 ကပ်ရောဂါဘေးကြီးမှာအထင်ပြောင်းနေခဲ့တယ်အာနာသိန်းစစ်ကောင်စီလက်ထက်မှာတော့သတင်းစာရှင်းလင်းပွဲမလုပ်တာဘလောက်ကြာပြီလဲတော့မမှတ်မိတော့ပါဘူးပြောခွင့်ရသူတွေဖုန်းဆက်မိတိုင်းလည်းဖုန်းမကင်ပါဘူးဖုန်းကင်ရင်လည်းမသိဘူးမဆိုင်ဘူးအစည်းအဝေးတွေရောက်နေလို့ဆိုပြီးမဖြေပါဘူးသတင်းတောက်တွေကိုလည်းဖမ်းထားတယ်သတင်းတောက်တွေကိုလည်းချိန် င်းချောင်းနေတဲ့စောင့်ကြည့်နေတဲ့နိုင်ငံတကာသတင်းတောက်တွေကိုအဝင်တောင်မခံဘူးလွတ်လပ်တဲ့သတင်းမီဒီယာမရှိသတင်းမှန်နေမရတော့ကုမဲ့ကဲမဲ့သူတွေလည်းဘာမှမသိရတော့ဘူးပေါ့မတည်တဲ့မဲ့တင်ကြရတာတွေငလင်ကပ်ပြီးမှဖြစ်နေရပြီပေါ့ငလင်တင့်ပြီးရှင်ကြံသူတွေမှလည်းအကူအညီတွေမရကြတော့ဘူးပေါ့အမေစုတာအုပ်ချုပ်စီမံခွင့်ရပါကအခုငလင်ဘိတ်ကိုကောင်းကောင်းကဲတင်သွားနိုင်လိမ့်မယ်လို့ပြောဆိုတမ်းတွေကြားလာနေရပါတယ်အမေစုဟာငလင်ကဲတင်ရေးကိုလက်ခွင့်ရဖို့နေနေတာတာအမေစုတော်ဘယ်နာထားမှန်းကမသိလက်ကျိုးတယ်တဲ့မဟုတ်ပြန်ဘူးတဲ့ဆန္ဒမင်းတို့ကဒေါ်စုကိုသွားတွေ့ပြီးပါတီမ က်ပုံတင်ခွင့်သွားတောင်းနေရဟုတ်လားမဟုတ်လားမသိကြ။မာအားလာကတရုတ်သတင်းဌာနကိုတော်စုကျမ်းမာရေးကောက်ချောင်းပြောတဲ့မကြခင်ရုံထုံမယ်တဲ့ဘာမှရှင်းလင်းတာမရှိဘူး။ပယံပရာတသက်ပဲတကယ်ငလင်ကင်စင်ကအမေစုလို့နားလေတဲ့သူကလောက်ရမှာကိုဘယ်နာထားမှန်းအောင်ရှေ့နေနေတော့တွေးခွင့်မပြီးတော့ဘာမှအကျိုးမရှိကြဘူးပေါ့။ပရာဟိတအဖွဲ့တွေကိုလည်းလွတ်လပ်ခွင့်မပေးပိတ်ပင်နေတော့ကိုလည်းမလုံနိုင်လုံနိုင်သူတွေကိုလည်းခွင့်မပြုအာမ မထောက်ပံ့သောငလင်ကင်ဆယ်ရေးအောင်မြင်ရေးကမျှော်လင့်ဝေဝေးဖြစ်ရတာမဆန်းပါအမေစုမြမငလင်ဘေးအတွက်ပြင်ဆင်ထားခဲ့တဲ့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာအတွင်းအဆိုးဝါးဆုံးဖြစ်တဲ့ငလင်ဘေးဒဏ်ကိုကြုံတွေ့ခံစားခဲ့ရပါတယ်အာနာသိမြန်မာစစ်တပ်ကတဘာဝဘီရန်ပုံကိုယ်တွေကထုတ်ယူသုံးစွဲခဲ့တာကြောင့်ငလင်ဘေးကိုတကယ်ကြုံတွေ့နေရချိန်မှာ အရေးပေါ်ကင်ဆင်းရှံပုံငွေတွေရှိမနေတော့ပါဘူး2015ခုနှစ်ကနေ2020ခုနှစ်အထိအစိုးရဖြင့်တာဝန်ယူခဲ့တဲ့ထွန်းအောင်ဆန်းစုကြည် NLD အစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ဘေးအန္တရာယ်မျိုးမျိုးကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအတွက်စီမံချက်များစွာကိုရေးဆွဲခဲ့ပြီးအရေးပေါ်ရှံပုံငွေတွေလည်းထားရှိခဲ့ပါတယ်။မြေငလင်းစားတဲ့တဘာဝဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာအရေးပေါ်ကူညီကင်ဆင်းရေးတွေလှုပ်ဆောင်ဖို့ရဟတ်ရင်ငားရန်ခဲ့တဲ့ထွန်းအောင်ဆန်းစုကြည်ကိုအာနာသိမ်းမြန်မာစစ်တပ်ကအာဂတိပုံမှန်နဲ့ပါအမှုဖွင့်လှစ်ခဲ့ပါသေးတယ်။အမေစုကဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွာတိစောက်ခြင်းကရွေးချယ်စရာတစ်ခုအနေနဲ့လှုပ်ဆောင်ရမယ့်ကိစ္စရမဟုတ်ပဲမဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။အတိတ်ကာလမှာတုံ့တွေးခဲ့ရတဲ့ BNR တွေကအခက်ခက်ခဲခဲကြိုးပမ်းတိစောက်ထားရတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်မှာကြီးမားများပြားတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုတွေဖြစ်ပွားစေနိုင်ကြောင်းအထင်သာပြသလျက်ရှိပါတယ်။အမျိုးသားသဘာဝ BNR ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေနဲ့မြန်မာနိုင်ငံ BNR အကြောင်းထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်2019ကိုရေးဆွဲပြီးကျမတို့နိုင်ငံကို ုဘေးအန္တရာယ်မျိုးမျိုးမှရှင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင်ဆောင်ရွက်ရမှာလက်တွေ့ရှောင်လန်းရမယ်လမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့တဲ့အတွက်လည်းများစွာဝမ်းမြောက်ဂုဏ်ယူပေးပါတယ်ကျမတို့နိုင်ငံရဲ့ပင်မကြောင့်ယူကကျမတို့ပြည်သူတွေဖြစ်တဲ့အတွက်ဒီစီမံချက်အကောင့်ထည့်ဖို့ရမှာပြည်သူများရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုအထူးတလဲတော့ဖော်ညွှန်းနေရန်လိုအပ်မယ်မထင်ပါဘူး ကျမတို့မြန်မာနိုင်ငံကို BNN အများမှာအမှန်တကယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိလာစေဖို့အတွက်အမျိုးသားတဘာဝ BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနဲ့အားလုံးအတူတကွာလက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းမှကြားအပ်ပါတယ်လို့မြန်မာနိုင်ငံ BNN အကြောင်းထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစီမံချက်2019ရဲ့ဥရောစင်မှာရှင်းသားထားပါတယ်ဒီစာကိုကြည်တာနဲ့ငလင်အတွက်ဘလောက်ပြင်ဆင်ထားခဲ့တယ်လဲဆိုတာသိသားပါတယ်ဒါရီကိုဖျက်ဖြစ်ခဲ့လို့ဒီနေ့ငလင်ကင်ဆင်ရေးမှာအုတ်သေးသွပြတင်တာတွေလောက်တာလုပ်နေကြတာလို့မြင်ပါတယ်အမေစုလက်နဲ့ရေးခဲ့တာကိုမှ ာလာစစ်ကောင်စီကချိနဲ့ဖျက်ခဲ့တာပါအမေစုထားခဲ့တဲ့ငလင်တပါဝဘေးရန်ပုံငွေတွေပင်ရောက်သွားလေစစ်တပ်ကအာဏာသိမ်းတဲ့နေ့မှာပြည်ရင်းပြည်ပကအလူရှင်တွေလူထားတဲ့တဘာဝဘေးရန်ပုံငွေကမြန်မာကျပ်ငွေဘီလီယံ440ကျန်ရှိခဲ့ပါတယ်အခုတကယ်တမ်းငလင်းတဘာဝဘေးကြုံတဲ့ကလူထုကိုအချိန်မီမကဲတင်နိုင်ပဲစစ်အုံစိတ်တွေဝန်ပြနေတဲ့စစ်ကောင်စီအနေနဲ့နိုင်ငံတကာအကူအညီတွေချက်ချင်းတောင်းနှောင်ရတဲ့အထိမွေးသွားပြီလားလို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်